အဘနိုင်တဲ့ယောဂဆွာကနော်အဆုတ်ယောဂတစ်မျိုးပဲဖြစ်တယ်ပေါ့နော်ပြီးအဆုတ်ထဲမှာလေပြုံလေးတွေရှိတယ်အဲ့ဒီလေပြုံလေးတွေကရောင်နေပြီးကျင်းလာမယ်ပေါ့နော်အဲ့လိုဖြစ်တဲ့ကြောင့်မို့ယောဂနောက်ဆက်တွဲလက္ခဏာတွေကြုံတွေ့ရပြီးတော့ခံစားရတဲ့ဝေဒနာတစ်မျိုးဖြစ်တယ်ပေါ့နော်အဲ့ယောဂလက္ခဏာဒီမှာဆိုလို့ရှိရင်နော် ဒီလေပြုံကနော်အာကျင်းလာမယ်ပြီးရောင်တဲ့အတွက်ကြောင့်မို့လို့အသက်ရှူရတာမဝဘူးကိုမောမယ်ကြက်မယ်ပေါ့နော်အာပြီးလို့ရှိရင်တော့အသက်ရှူတဲ့ခါမှာဆိုတရှူရှူနဲ့ဖြစ်မယ်နော်ပြီးရင်ချောင်းဆိုးမယ်နော်အာပြီးလုံးနေကြအလုပ်တွေကိုမလုံးနိုင်တော့ဘူးအဲ့ဒီခါမှာအဲ့တော့ဒီအာဒီအသက်ရှူလမ်းကြောင်းကပိတ်နေတဲ့အတွက်ကြောင့်မို့လို့နော်တွေးထဲမှာအာတွေးထဲမှာအောက်ဆီဂျင်ကလည်းကျလာမယ်ပေါ့နော်အောက်ဆီဂျင်လုံးလုံးလောက်မရတဲ့ခါကျတော့နော်အာဒီအောက်ဆီဂျင်ကလည်းကျလာမယ်ပေါ့နော်အာပြီးလို့ရှိရင်ဒီအက်စမာအသက်လို့ခေါ်တဲ့ပေါ့နော်အာဒီပန်းနိုင်ရဲ့ယောဂါကဆိုးရွားတဲ့ အခြေအနေမှာဆိုလို့ရှိရင်เนาะအသက်အန္တရာယ်ကိုချိန်ချောက်နိုင်တယ်ဘာလို့လဲဆိုလို့ရှိရင်เนาะဒီအသက်ရှူရမွားတော့ဘူးသွေးထဲမှာအောက်ဆီဂျင်ကမလုံလောက်တော့ဘူးပေါ့เนาะ အောက်ဆီဂျင်လည်းပြည့်ဝမရဘူးပေါ့နော်အဲ့တော့အသက်ရှူရတာတွေညံလာမယ်နှလုံးခုန်တာတွေညံလာမယ်ပေါ့နော်အာပြီးရင်တချို့တွေဆိုလို့ရှိရင်နော်အာဘာဖြစ်နိုင်လဲဆိုလို့ရှိရင်တော့သွေးပေါင်တွေကျမယ်အခြေပြားလက်ပြားတွေအေးမယ်ပေါ့နော်ဒီနှာခမ်းတွေနော်ဒီပါးစပ်တွေကဆိုလို့ရှိရင်ပြာလာမယ်ပေါ့နော်အာပြီးအောက်ဆီဂျင်တွေကျကျပြီးလို့ရှိရင်တော့တတိလစ်မယ်ပေါ့နော်အာအဲ့လိုအခြေအနေထိနော်ဒီဆိုးရွားတဲ့နော်အခြေအနေဒီဒီသူကဖြစ်နိုင်တယ်ပေါ့နော် အဲ့တော့ဗန်းနိုင်ကျယောဂါကဆိုလို့ရှိရင်လည်းเนาะတခြားယောဂါကြီးလိုပဲเนาะအာတကယ်ယူဒီဇိုင်းနဲ့เนาะအာတေချာပြုစုဆောက်ရှောက်တင်နေပေါ့เนาะအာပြီးလို့ရှိရင်ဗန်းနိုင်ကျယောဂါရှိတဲ့လူတွေကဆိုလို့ရှိရင်ဒီယောဂါနဲ့เนาะအာနေတကူဝါမှာเนาะရှင်သွဲနေထိုင်နိုင်အောင်เนาะလေ့လာတင်နေပေါ့เนาะဒီဗန်းနိုင်ကျယောဂါကဒါဆိုလို့ရှိရင်เนาะဘာကြောက်ဖြစ်ရလဲပေါ့เนาะအဲ့တော့ဘာကြောက်ဖြစ်ရတာလဲဆိုလို့ရှိရင်เนาะအာနံပါတ်1ကကြတော့မြူးယိုးလိုက်တာပေါ့เนาะအာမြူးယိုးလိုက်တဲ့အခါမှာဆိုလို့ရှိရင်เนาะသူကာကွယ်လို့မရဘူးပေါ့เนาะအာမြူးယိုးဗီဇာကြောက်ဖြစ်တဲ့အခါကြတော့ကာကွယ်လို့မရဘူးเนาะ နံပါတ်1ပေါ့နော်အဲ့ဒါကဘာလဲဆိုလို့ရှိရင်ပတ်ဝန်းကျင်ပေါ့ပတ်ဝန်းကျင်တောက်ဖြစ်တာပေါ့နော်အဲ့ဒါပတ်ဝန်းကျင်တောက်ဖြစ်တဲ့အရာတွေမှာဆိုလို့ရှိရင်မိကိုးတွေပေါ့နော်အဲ့ဒါစက်ယုံကထွက်တဲ့မိကိုးဖြစ်ခြင်းဖြစ်မဲ့ပေါ့နော်ကားကားထွက်တဲ့မိကိုးတွေနော်ဒီအမိုက်ကထွက်တဲ့မိကိုးတွေဆက်လက်မိကိုးတွေပေါ့နော်အာပြီးလို့ရှိရင် နောက်တစ်ခုကဒီဖုံတွေတဲတွေပေါ့နော်အာဒီလေမတက်မှုဆိုလို့ရှိရင်သူကပန်းနိုင်ရင်ကြက်ယောဂကိုဖြစ်စေတယ်လို့ယူဆလို့ရတယ်ပေါ့နော်အာနောက်တစ်ခုကနော်ဒီတရိษံဒီကထွက်တဲ့အမွှေးတွေပေါ့အမကြောင်မွှေးတို့ခွေးမွှေးတို့ငှက်မွှေးတို့ပေါ့နော်အာအဲ့ဒါတွေက ကလည်းပတ်နိုင်တဲ့ယောဂကိုဖြစ်စေတယ်လို့ယူဆလို့ရတယ်ပေါ့နော်။အာပြီးလို့ရှိရင်တချို့သောယာတိဥထုပေါ့နော်။အာရာဒီဥထုအေးတဲ့ခါမှလည်းเนาะဒါကဒီယောဂရှင်မျိုးကြီးကိုပိုဆိုးနေတာပေါ့เนาะဆရာဦးလေးစီသွားရမယ်ဆိုလို့ရှင်เนาะဆရာဦးလေးကတော့เนาะဒီယောဂလက္ခဏာတွေမေးမယ်ပေါ့เนาะအတွေးစစ်ခိုင်းမယ်ပြီးတော့အဆုတ်ယောဂဖြစ်တဲ့ကြောင့်မလို့တမှန်ရိုက်ခိုင်းမယ်အဲပြီးလို့ရှင်เนาะဒီအဆုတ်ရဲ့ဒီလုပ်ငန်းဆောင်တာကောင်းမကောင်းကိုတိဖို့အတွက်ပေါ့เนาะအာဒီ အဆုတ်ရက်ကလုံ function ကိုစစ်တဲ့เนาะဒီလိုမျိုးကရိယာရင်းနဲ့စစ်လို့ရတယ်ပေါ့เนาะအဲ့လိုမျိုးလှုပ်ခြင်းအဖြစ်ပန်းနိုင်ကြယောဂရှိမရှိကိုသိနိုင်တယ်ပေါ့เนาะအဲ့တော့ဒီပန်းနိုင်ကြယောဂကိုဘလူကုတအာလို့ရလဲဆိုလို့ရှင်တော့သူ့မှာဆေးဝါးတွေရှိတယ်ပေါ့เนาะဒီပန်းနိုင်ကြယောဂရှိတဲ့လူတွေကဆိုလို့ရှင်ပန်းနိုင်ကြယောဂရှိတယ်ဆိုလို့ရှင်အဲဆရာဝန်နဲ့တခြားကုတခံယူရမယ်ပေါ့เนาะသူတို့ပေးတဲ့ဆေးတွေကိုစနစ်တကျနဲ့เนาะအာတုံးဆွဲရမယ်ပေါ့เนาะဒီအဆုတ်ယောဂဖြစ်တဲ့ခါကျတော့เนาะဆေးတွေကဆိုလို့ရှင်ရှူဆေးပေါ့เนาะအဲ့တော့အဲ့တော့တချို့ဆို ရှင်ခောက်လို့လဲခေါ်တာပေါ့နော်အာဒီလိုလေးပေါ့နော်ဒီခါကျတော့နော်ဒီအာရှူဈေးပါဆိုလို့ရှင်နော်နံပါတ်1ကတော့လေးပြွန်ကျဲစီတဲ့ဈေးပေါ့နော်အဲ့တော့ဒီအယောင်အဖြစ်ပြောမယ်ဆိုလို့ရှင်နော်သူကအပြာရောင်ပေါ့နော်အပြာရောင် inhaler ပေါ့နော်အာရှူဈေးပေါ့နော်အာနံပါတ်2ကကျတော့ဗာလဲဆိုလို့ရှင်ဒီ steroid ပါတဲ့ဈေးပေါ့နော်အာ steroid ပါတဲ့ဈေးကဆိုလို့ရှင်နော်လေးပြွန်ရောင်တာကိုတတဆီတာဖြစ်တယ်ပေါ့နော်အာအဲ့ခါကျတော့သူ့ရဲ့အယောင်ကဆိုလို့ရှင်နော်လီမိုရောင်ရှူဈေးပါအဲနံပါတ်3ကကျတော့နော်လေးပြွန်ကိုကျဲစီတဲ့ဈေးနဲ့ပေါ့နော်အာခုနကတော့လေး ပြုံကိုเนาะရောင်ရောင်ကျစေတဲ့ဆေးနှစ်ခုပေါင်းထားတဲ့ဆေးပေါ့เนาะအဲ့တော့သူသူတို့ကိုเนาะခုနကတော့ steroid ပါတဲ့အဲဆေးပဲဖြစ်ဖြစ်ပေါ့เนาะခုနကတော့နှစ်မျိုးပေါင်းထားတဲ့ဆေးပဲဖြစ်ဖြစ်အဲသုံးပြီးတာနဲ့ပလုတ်ကျင်းပေးရမယ်ပေါ့เนาะအဲ့တော့ပလုတ်မကျင်းပေးဘူးဆိုလို့ရှိရင်เนาะသုံးတာများလာတဲ့အခါမှာဆိုလို့ရှိရင်ဗစက်မှာဒီ mercury ပေါ့เนาะဒီမှုန်ဆွဲတာတွေဖြစ်တတ်တယ်ပေါ့เนาะ အဲ့တော့နံပါတ်၄ကပါလဲဆိုလို့ရှင်တောက်စီပေါ့တချို့ဆိုတိကြမှာပါเนาะဒီပတ်နိုင်ရင်ချက်ရှိတဲ့လူတွေကဆိုလို့ရှင်ဥမာ the refining တို့ bandoline တို့အဲ့လိုတောက်စီတွေအဲကိုတောက်ရမှာဖြစ်တယ်ပေါ့နော်ငားမှာဆိုလို့ရှင်တော့ပါလဲဆိုလို့ရှင် hydrocortisone ပေါ့နော်အဲ့တော့ဒါဒီဆေးကဆိုလို့ရှင်တော့တော်တော်များတိကြရဲ့တချို့ဆေးကန်းတွေမှာထိုးပေးကြမှာပါပေါ့နော်အာအဲ့တော့ဒီဆေးကဆိုလို့ရှင်လည်းသူကเนาะဒီပတ်နိုင်ရင်ချက်ကိုတတ်တာစီတဲ့ဆေးတမျိုးဖြစ်တယ်ပေါ့နော်အဲ့တော့နံပါတ်၆ကပါလဲဆိုလို့ရှင်เนาะဒီပတ်နိုင်ရင်ချက် အကပူဆိုးလာတယ်ပေါ့เนาะအဲ့လိုအခြေအနေမှာဆိုလို့ရှိရင်လေပြွန်ကျဲအောင်လို့လေပြွန်ကျဲရက်ဆေးကိုเนาะဒီရှူရက်အသက်ရှူတဲ့ဒီလိုဆက်တင်နေသူ့ကိုရှူပေးရမှာဖြစ်တယ်ပေါ့เนาะ အဲ့တော့ဒီပတ်နိုင်ရင်ကြခုနတော့ကနော်ဒီအစမာအထက်ဖြစ်တဲ့ပတ်နိုင်တဲ့ယောဂကအရင်ဆူဆူဝါးတဲ့အခြေအနေပါဆိုရှင်တော့နော်ဒီအပြင်နော်ဒီကုသဆောင်မှာကုသလို့မရတော့ဘဲနဲ့အထူးကျက်မှတ်ဆောင်ကိုနော် ICU လို့ခေါ်တဲ့အထူးကျက်မှတ်ဆောင်ကိုအာရွှေ့ပြားရမှာဖြစ်ပြီးတော့နော်အဲ့ဒီခေတ်မှာတေချာကုသမှုအသက်ရှူဆက်တည်နေတေချာကုသမှုခံရမှာဖြစ်တယ်ပေါ့နော်အဲ့ဒီအခြေအနေဆိုလို့ရှင်တော့အရင်ဆိုးတယ်ပေါ့နော်အခြေအနေကအဲ့ဒီခါကျတော့နော်ဒီပတ်နိုင်ရင်ကျယောဂကိုလည်းမပေါ့ဆကြဘဲနဲ့ပေါ့နော်အာတတိတရှိနဲ့နော်အာဒီဆေးအောင်ထင်ကြတဲ့အတိုင်းဆေးတွေကိုတုံးဆဲပေးဖို့ ို့လိုတယ်ပေါ့နော်အဲ့ဒီခါကျတော့ဘလို့ဘလို့ เนาะဒီလိုမျိုးဒီ asthma အသက်တွေเนาะဒီလိုမျိုးပန်းနိုင်တဲ့ယောဂါဆူဆူရွားတဲ့အခြေအနေမဖြစ်အောင်ဘယ်လိုနေထိုင်လို့ရလဲဆိုလို့ရှင်ခုနကတော့ငါအတင်နာပြောပြခဲ့ပေးတယ်เนาะဒီဖြစ်စေတဲ့အကြောင်းညာတွေဥမာပုံဝင်ကျင်ကြောက်ဖြစ်မဲပေါ့เนาะအာပြီးနေရင်အဲပုံဝင်ကျင်မှာဆိုလို့ရှင်ဆက်လိတ်တွေမီကိုတွေเนาะဒီဖုံကြီးသေးတွေပေါ့เนาะတရိတ်ဆန်မွေးငှက်မွေးပေါ့เนาะအာဒါတွေပေါ့အာပြီးရခါကြတော့เนาะဒီယာဒီဥထုအင်းလေသူကဖြစ်တတ်တယ်ပေါ့เนาะတချို့ဆိုလို့ရှင်ねစိတ်မီစီမှုများလို့ရှင်ねသူကဒီယောဂါကိုပိုဆိုးစေတာမျိုးတွေ့ရတယ်အဲပြီးလို့ရှင်တချို့လေးစင်ငန်း လုတ်တဲ့အခါမှာဆိုလို့ရှင်နော်အဲဒီပနိုင်ကျက်ယောဂရှိတဲ့သူကနော်လေ့ကျင့်ခန်းပြင်းထန်လုပ်ခဲ့တဲ့အခါမှာဆိုလို့ရှင်လေသူတို့ရဲ့ယောဂအခြေအနေကပိုဆိုးသွားတာမျိုးတွေလည်းရှိတယ်ပေါ့နော်စာအိမ်ဒီအရေတွေကအပေါ်ပြန်တက်လို့နော်ဒီရင်ပူတဲ့ယောဂပေါ့နော်အာဒီလိုယောဂတွေမှာဆိုလို့ရှင်လေပနိုင်ကျက်ယောဂအခြေအနေကိုပိုဆိုးသွားသေးတာမျိုးတွေရှိတယ်ပေါ့နော်အဲ့တော့ဒီလိုမျိုးပိုဆိုးသွားသေးဈေးနိုင်တွေရှိတဲ့တကြောင်မူလို့နော်အာကိုပနိုင်ကျက်ယောဂရှိတဲ့သူကဆိုလို့ရှင်နော်ခရူးဒီဇိုင်းနဲ့နော်ဒီလိုဖြစ်စေနိုင်တဲ့အရာတွေကိုရှောင်ကျဉ်နေထိုင်ရမှာဖြစ်တယ်ပေါ့နော် တော့ဆောင်းတင်းမရောက်တယ်ဆိုလို့ရှိရင်လည်းနွွ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  မှုခံယူရမှာဖြစ်တယ်။အဲပြီးလို့ရှိရင်ဒီယောဂနဲ့เนาะအမြဲရှင်တွဲနေထိုင်အောင်เนาะအားလေ့လာရမှာဖြစ်တယ်ပေါ့เนาะ။ဒီနေ့အတီနာကတော့ပတ်နိုင်ချက်ယောဂနဲ့ပတ်သက်ပြီးတော့เนาะအာစတိတင်ပြတာတွေကိုပြပြပေးသွားတာပဲဖြစ်တယ်ပေါ့เนาะ။အာအဲ့တော့အတီနာ page လေးကိုလည်း like info လုပ်ပေးလို့ရပါတယ်။အဲနောက်ဗီဒီယိုတွေမှာလည်းအတီနာကပြန်လည်းတွေ့ကြမှာသေးတယ်ရှင်။ Bye bye ။